ိုင်မြမာရဲ့ဂီတ38နှစ်ပြည့်အထိမ်းအမှတ်ဖြင့်တေးတန်ရှင်များစွာနဲ့သူ့ရဲ့ရာဇဝင်လို့အမည်ပေးထားတဲ့တေးဂီတဖျော်ဖြေပွဲကိုရန်ကုန်မြို့အမျိုးသားကားစက်ရုံမှာလာမယ့်ဖေဖော်ဝါရီလ19ရက်နေ့မှာကျင်းပပြုလုပ်သွားမယ်လို့သိရပါဗျ။အဲ့ဒီဂီတဖျော်ဖြေပွဲစီစဉ်ဖြစ်ခဲ့ရခြင်းနဲ့ပတ်သက်ပြီးတော့လေတေးရင်နိုင်မြမာကအခုလိုပဲပြောပါဗျ။ဂီတလောကရဲ့ဝဆတဲ့ဝင်ရောက်လာ38နှစ်ပေါ့နော်။ခု38ဝင်ကျင်လောက်ရှိပါပြီ။အဲ့ဒီဥစ္စာကိုတသက်တာရေးခဲ့တဲ့သချင်းတွေပေါ့။ နော်သတင်းတွေကိုပြန်လည်ပြီးတော့အောက်မေ့တဲ့အနေနဲ့တတိယတဲ့အနေနဲ့နောက်ပြည်သက်နဲ့လည်းခဏခဏလူငယ်ပြည်သက်တွေအချို့မသိလိုက်တဲ့အခြေအနေလည်းရှိတယ်။ဆိုတော့အထိမ့်မှပွဲတော်ဝင်နေတယ်ပေါ့အမတရားလည်းပြောရတာဒါလေးကိုတော့ ပြုလုပ်မဲ့ပွဲမှာပါဝင်တည်ဆူသွားမဲ့ဒေသရှင်တွေကတော့ဒေသရှင်ဘူဘူဟန်ပလေးဝိုင်းတန်းတိုင်းစိန်ဝင်းထွန်း၊ကိုင်စာ၊ခိုင်တူ၊ဂျေမောင်မောင်၊ဂျေညင်ကြီး၊ဆိုင်းဆိုင်မော့၊ခင်မောင်တူ၊မာရစ်စာ၊ပညာဟန်၊ဖြူဟာ၊အဲလွန်ဝါ၊ဂျက်ဆန်ထွန်း၊ဖြိုပြေစုံ၊အောင်ထက်ဝနာ၊အောင်ပြေထွန်း၊စောလာထော်ဝါ၊အစ်စနီ၊ရဲမြက်မြက်၊ရဲကြီး၊မေခလာ၊ဆိုဖီယာ၊နန်းစုရည်ဒီဆိုဝိုင်းလေးတို့ကအဓိကပါဝင်ဖြိုပြေသွားကြမယ်လို့သိရပါဗျာ။ တေးတန်ရှင်မာရီဇာကလည်းတေးရည်နိုင်မြမရဲ့တေးဂီတာဖျော်ဖြေမှာသူပါဝင် ပြခဲ့ပုံနဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပါရယ်။ဒီပွဲကိုဆူဖြစ်တဲ့အကြောင်းကတော့ဒီကိုနိုင်မြမပဲပေါ့။သူကိုယ်တိုင်ဖုံးဆက်ပြီးကမ်းလှမ်းလာတယ်။နောက်တစ်ခုကကိုနိုင်မြမဆိုတာကိုတို့ငငယ်လေးကလေးစားခဲ့ရတဲ့လူပညာရှင်တစ်ယောက်ပဲနေနော်။ဟိုနောက်တစ်ခုပါလဲဆိုတော့တေးရည်ဆရာဘဝနဲ့တစ်သက်လုံးရည်တည်လာတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ချင်းနေလည်းအများကြီးရေးခဲ့ဘူးလေ။ကိုတို့လေးစားတယ် ဘာလို့ဆိုဂီတကိုချစ်တဲ့စိတ်တစ်ခုနဲ့ဖက်တွယ်ထားတဲ့အမှုပညာရှင်တယောက်ဖြစ်တဲ့အတွက်ကိုတို့တတတာပါဝင်ပြီးတော့ကုညီတဲ့သဘောပဲတို့ကသူ့အမှုပညာကိုလည်းလေးစားတယ်အဲ့အတွက်ဒီပွဲလေးကိုပါဝင်ပြတာပါဘူးရင်းသချင်းမပြည့်စည်ဖို့ကိုအဓိကကြိုးစားမယ်အပြင်ကိုဟန်နေတဲ့ဘာဘာပေါင်းထည့်မယ်ဒါပါပဲအခုကိုရွေးထားတဲ့တချင်းနှစ်ပုတ်လုံးကတော့ဘာမှသိကြောင်းလဲစရာမရှိဘူးဘာလို့သူတို့အရင် perfect ဖြစ်တယ်အရင်လည်းကောင်းတဲ့တချင်းနှစ်ပုတ်ဖြစ်တယ်အခုတော့အန်ရရန်ကြီးပါတယ်ဒါပေမဲ့ အကူကတချင်းကိုရွေးချယ်တဲ့နေရာမှာဒီအမှုပညာရှင်တယောက်ဟာဘလူတချင်းမျိုးတွေဘလူခန်းရတဲ့တချင်းမျိုးတွေရွေးရေးခဲ့တာလေဖန်တီးခဲ့တာလေဆိုတော့ပြည်သားကိုသိစေချင်တယ်။အဲ့တော့အကူကသိပေါက်တဲ့တချင်းမျိုးကိုမရွေးဘူး။အကူဆိုတဲ့ချင်းကလူနဲ့စိန်ကောင်းစိန်နေပါလေ။ဒီလိုမျိုးအမှုပညာရှင်နေအတွက်ဘာပဲဖြစ်ဖြစ်ဒီလိုပွဲလေးတွေကလုံးတဲ့ပါလေ။လို့ဘာလို့ဆိုတော့ဟိုတကယ်ကိုအမှုပညာကိုချစ်တဲ့စိန်နဲ့ယက်တည်နေတဲ့ဒီလိုအမှုပညာရှင်ကြီးတွေတကယ်အမှုပညာဆစ်ဆစ်တွေပေးသက်တွေကဒီနေ့ထိသူတို့ကိုလက်ခံထားတဲ့အတွက်ပေါ့ ။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေအများကြီးဖြစ်စီချင်ပါလေလို့ကိုလည်းဝမ်းသာပါလေလို့နောက်အဲ့ဒီပွဲမှာ တေးတန်ရှင်ကြီးတွေနဲ့အတူလက်ရှိပြိတ္တအားပေးမှုရရှိထားတဲ့တေးတန်ရှင်လူငယ်တွေပါပါဝင်ဖြောပြသွားမှာဖြစ်ပြီး National Treasure Music Band ကတိခတ်ဖြောပြသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိမှာတေးဂီတာဖြောပြပွဲအတွက်လက်မှတ်တွေစတင်ရောင်းချနေပြီဖြစ်ပြီးလက်မှတ်ဈေးနှုန်းတွေကိုတော့3000 2000 9000စသဖြင့်သတ်မှတ်ပေးထားတယ်လို့လည်းသိရပါဗျ။